မတ်လ12ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံအမတ်တချို့ကချင်းပြည်နယ်ကိုအိန္ဒိယနဲ့ပူးပေါင်းဖို့ပြောဆိုမှု၊ကဘော်ဂျက်ဝမ်ကိုမနီပူရပြည်နယ်အတွက်ပြန်ရယူပေးဖို့အိန္ဒိယအစိုးရစီတောင်းဆိုမှုတို့နဲ့ပတ်သက်ပြီးချင်းအမျိုးသားတပ်ဦး CNF CNA ဟာအခြားနိုင်ငံတွေရဲ့နိုင်ငံရေးအချုပ်အခြာမှာ ပါဝင်ပေါင်းစည်းဖို့မူဝါဒမရှိကြောင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထန်နီကပြောကြားခဲ့ပါတယ်ရှင်။မကွေးတိုင်းပခုတ်ကူခရိုင်ပေါ့မြို့နယ်မှာ မနေ့ကညနေ3:00နာရီခွဲလောက်ကစစ်ကောင်စီတပ်ဟာစာသင်ကျောင်းကိုဆက်တက်လေးဒီနဲ့ပုံကျဲတိုက်ခိုက်လို့ကျောင်းသား2ဦးဒဏ်ရာရပြီးအမျိုးသမီး2ဦးသေဆုံးကြောင်းမြန်မြုပ်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကပြောပါရယ်စစ်ကောင်စီတပ်ဟာကျောင်းဖွင့်နေတဲ့အချိန်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဘုံသီးလေးလုံးချခဲ့တဲ့အပြင်ဆက်လက်နဲ့လည်းပစ်ခတ်ခဲ့ကြောင်းမြိုင်ပကဖအဖွဲ့ကောင်ဆောင်ဗိုလ်လက်ရာကပြောပါရယ်ရှင်ချင်းပြည်နယ်ဖလန်းမြို့သိန်းစစ်စင်ရေးကိုချင်းညီနောင်နဲ့မဟာမိတ်တွေကဖော်ဆောင်နေပြီး ဒီကနေ့မှတိုက်ပွဲပြင်းထန်နေတယ်လို့ချင်းညင်တော်အဖွဲ့ဝင်ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတီမီကပြောပါရယ်မြို့သိန်းစစ်စင်ရေးအတွင်းဖလန်းမြို့အပါအဝင်စစ်ကောင်စီတပ်ဆွဲရာနေရာတွေကိုချင်းညင်တော်မဟာမိတ်တွေကသိမ်းပိုက်ထားပြီးဖလန်းတပ်ကုန်းလို့ခေါ်တဲ့ခလာယာ268တပ်ပဲကြံတော့တယ်လို့ချင်းညင်တော်ကအသိပေးပါရယ်ရှင်မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကစစ်ကောင်စီရဲ့စစ်တင်တန်းအကြောင်းတွေရှိရာခုနမရွာနဲ့တွင်းငယ်ကျေးရွာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပါရယ် အဲ့ဒီကျေးရွာတွေဟာ2024ဒီဇင်ဘာလစံပိုင်းကလေးကတိုက်ပွဲတွေစတင်နေတာဖြစ်ပါရှင်